အခုခင်မှာဆိုရင်သူ့ကိုအဲ့ဒီအဲ့ဒီအရင်ဆုံးလိုင်းပေါ်တင်မိတဲ့သူကိုယေရှုတရားပါအဲ့တော့သူဒီသူ့ရဲ့စိတ်စေတနာမှန်တဲ့အခါကျတော့ပို့ပြီးပို့ပြီးတော့ဟိုစာပေါ့နာမည်ကြီးသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့တာရဒီပထမအဦးဆုံးလိုင်းပေါ်တင်မိတဲ့သူယေရှုတရားအခုခေတ်ကအယမ်းမြန်နေလေအယမ်းမြန်နေဆိုမကောင်းတာဆိုလို့ရှိရင်အဲ့လိုမျိုးပဲလိုင်းပေါ်တင်တဲ့အခါတည်းအကုန်လုံးပြန့်သွားတယ်ဒါကြောင့်သူကကျတော့ကောင်းတာလေးဖြစ်တဲ့အတွက် အကောင်းနဲ့အမှုကြီးလေးပြတ်သွားတဲ့အခါကျတော့အားလုံးအားလုံးရဲ့စိတ်ထဲမှာလည်းအမတ်ထားတစ်ပြေထားမိကြတယ်။ဘာဖြစ်လို့ရှိဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်ထားကောင်းရင်ကံကောင်းတယ်။သူများကိုကောင်းဘာအကျိုးမှသူမညှို့လေ။ဒါကြီးရေခဲချောင်းလေးကိုသူဟိုစာဒီလက်လေးလေးကိုလာလူရဲ့သူတွေကိုအာသူလူပေးတာအဲ့ဟာအတွက်သူ့မှာဘာညှော်လင်းချက်မှမရှိဘဲနဲ့အဲ့လိုမျိုးလှူလိုက်တဲ့အခါကျတော့အဲ့စေတနာကသူ့ကိုရောက်မြန်ဟတ်တာပေါ့။ ရန်ကုန်မှာပထမဆုံးလားပထမဆုံးဩတားလူကဟိုတိုက်ဆိုင်ဆိုင်လို့တားရဒီနေ့ဟိုဟာမိုးပွင့်ဖြူရဲ့ဟိုဟာအင်ဂျင်ရဲ့အင်ဂျင်ရဲ့တားလေးလေးပေါက်စီရဲ့နှစ်ယောက်လူတဲ့ခါမှာဟိုအားရေခဲကြောင်းလူကျင်တယ်တဲ့ အဲ့ကောင်လို့ကိုကလည်းရေခဲကြောင်လို့ဆိုတော့လူပေါ့လို့သူသူမှတ်လည်းမသိဘူးသူ့တော့ Facebook ထဲမှာတော့တွေ့တယ်အာဘာပဲပြောကိုကလေဟွာဘယ်လိုခေါ်မလဲ respect ပေါ့ respect တကယ် respect ပါဘာဖြစ်လို့ဆိုသူ့ရဲ့စိတ်ထားလေးဟိုဘယ်လိုခေါ်မလဲသူ့စိတ်ထားသူ့အကျိုးပေးတာလေလူဆိုတာလေအဲ့တော့အဲ့ဒါလေးကိုအကျိုးပေးတဲ့ပေးတဲ့ပုံမှာအခုသူနဲ့အဲ့လိုမျိုးဟက်ပြုံးခဲ့တဲ့ဆိုရေခဲကြောင်လို့လာတော့ဗီဒီနာမှာသူဖြစ်တယ်ရယ်လေအဲ့ဆိုတော့ကြော်သားပါလေ Okay တိုင်းမီဝမ်းသာပါလေသူတကယ် ဒီဝမ်းနဲ့ဝမ်းသားတယ်ပြောလို့ပြောတယ်ဒီလိုမျိုးဖြစ်မှာတွေ့မဲ့ဆိုလာမသိတကယ်တကယ်ပြောပါလေပြမပူဘူးချောတယ်အဲ့လိုကြောက်လိုက်ပြောရင်လည်းဒီဆိုင်ကနားကိုစတာရုံးနဲ့ပြပါလေအဲ့ဒါလေးဟိုသူ့သူ့ရဲ့ရိုးသားမှုကဟိုခေါ်ပြနေတာပေါ့နော်ခေါ်ပြနေရဆိုတော့ live မှာသူ့စိတ်စေတနာလေးอ่ะ ူနာမည်ကြီးပါစေဆိုတော့စိတ်နဲ့လည်းလောက်တာမဟုတ်ဘူးသူ့ဟာသူလေးဒီလိုလေးလိုက်တယ်လူလိုက်တာကိုတွေ့ရလူတယောက်ကလိုင်းမော်တင်ပေးလိုက်တယ်အဲ့အမှန်တော့အဲ့လိုင်းမော်တင်ပေးတဲ့သူလေကျေးဇူးတရားပါနော်အဲ့သူ့ကြောင့်မို့လို့တားကိုအားလုံးကသတိထားမိပါကြလေဆိုတော့ ဘောစာဟိုသူတို့ရဲ့နေသူနေသားပေါ့နော်ယူသားဖြူစင်မှုကမျက်နှာမှာပေါ်ပါတယ်ဆက်လက်ပြီးလဲဒီယူသားဖြူစင်မှုကိုထိန်းသွားပါလို့နော်အဲ့လိုလေးပဲအများကြိုးလေးဆောင်ရွက်ပါလို့ကျေးဇူးတင်ပါပြောပါတယ်ပေါ့နော်အဲ့ဒါကံတရားပဲပါတယ်နောက်ပြီးရဲ့အခါကျတော့အခုခေတ်က ဆိုရှယ်မီဒီယာခင်ဆိုရှယ်မီဒီယာခင်ဆိုတာက ကောင်းတာပဲရှင်ချင်းဆိုးတာပဲရှင်ချင်းလိုင်းပေါ်မှာတယောက်ကတင်လိုက်ပြီဆိုလို့ရှိရင် အားလုံးကအမှတ်တင်တင်ထားပြီးတော့အဲ့လိုမျိုးဆယ်လီရရယ်ရှဲကြတယ်ဟိုအကုန်လုံးကရှဲကြတယ်ဆိုလို့ရှိရင်အားလုံးကသတိထားမိတာပဲဒါဆိုရင်သူကကြတော့ကောင်းသောနာမည်ကြီးချင်းနဲ့ကြည့်ရပေါ့တာကြီးတို့ခင်တော့ကဆိုလို့ရှိရင်ဒီဆိုရှယ်မီဒီယာလည်းမရှိဘူးနောက်ပြီးတဲ့အခါကျတော့အဲ့လိုမျိုးတာကြီးတို့ကကိုယ့်ဘာကိုဒီလိုမျိုးဂျာနယ်တွေပါလေတာကြီးတို့အင်တာဗျူးဖို့ဆိုရင်လေ ကိုကဘေးကနေလေမလီငါ့ကိုလာပြီးတော့အင်တာဗျူးပါစေဆိုမျှော်လင့်ရတာပဲတခါတည်းမှမပြူသွားဘူးအဲ့ဒီခေတ်ကအဲ့လိုမျိုးအခုခေတ်မှာကြတော့အားလုံးအားလုံးရဲ့လက်ထဲမှာဖုန်းလေးရှိရဲအဲ့တော့ဒီသားလေးကိုလေသူ့နာမည်ကြီးလာရသူ့ရဲ့ဒီရိုးသားမှုသူ့ရဲ့လှုပ်ဆောင်မှုကိုပေါ်ပြရဲဆိုတော့ ပေါ်ပြနိုင်တဲ့သူရှိလို့အခုလိုမီဒီယာတွေကတိုင်းတို့ခေတ်တော်တို့မီဒီယာအခုခေတ်မှာဆိုရင်သူ့ကိုအဲ့ဒီအဲ့ဒီအရင်ဆုံးလိုင်းပေါ်တင်မိတဲ့သူကိုကျေးဇူးတရားပါအဲ့တော့သူဒီသူ့ရဲ့စိတ်စေတနာမှန်တဲ့အခါကျတော့ပို့ပြီးပို့ပြီးတော့ဟုတ်စားပေါ့နာမည်ကြီးသွားတာပေါ့နော်အဲအကြောင်းမလို့တာရဒီပထမအဦးဆုံးလိုင်းပေါ်တင်ပေးတဲ့သူကျေးဇူးတရားအခုခေတ်ကအရန်မြန်နေလေအရန်မြန်နေဆိုတာမကောင်းတာဆိုလို့ရှိရင် ယ်အဲ့လိုမျိုးပဲဒိုင်းမော်တင်တဲ့ကတည်းကအကုန်လုံးပြန့်သွားတယ်ဒါကြတော့သူကကြတော့ကောင်းတာလေးဖြစ်တဲ့အတွက်အကောင်းနဲ့အမှုကျင်လေးပြန့်သွားတဲ့အခါကျတော့အားလုံးအားလုံးရဲ့စိတ်ထဲမှာလည်းအမှတ်ထားဖြစ်ဖြစ်ထားမိကြတယ်ဘာဖြစ်လို့ရှိဘာဖြစ်လို့လဲဆိုလို့ရှိရင်စိတ်ထားကောင်းရင်ကံကောင်းတယ်သူများကိုကောင်းဘာအကျုံးမှသူမမျှော်လေဒါရေရေခဲเจ้าလေးကိုသူဟိုစာဒီငလင်းဘေးကိုလာလှူတဲ့သူတွေကိုအာသူလှူပေးတာအဲ့ဟာအတွက်သူ့မှာဘာမျောလင်းချက်မှမရှိဘဲနဲ့ အဲ့လိုမျိုးလှိုက်တဲ့အခါကျတော့အဲ့စေတနာကသူ့ကိုရောင်မြန်ဟတ်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ပြီးဒီကိုဖြစ်ရတော့ကျွန်တော်မထင်ထားတဲ့အရာပြရတယ်တခါမှမကြဘူးတဲ့ပြန်ကြပေါ့တွေးတယ်မတွေးတော့ဘူးဒီလိုဒီဒီလောက်ထိရောက်မှဆိုတော့လည်းမတွေးတော့ဘူးတွေးရမယ်ဆိုတော့မသိဘူးအဲ့တော့ပြောလို့ပြောတတ်ဘူးတကယ်ကကြည့်ပဲတော့တတ်မလဲသူကတော့အပေါ်ကတော့ဒီလိုမျိုးလေးပဲဟွာဖြစ်နေပါဘောအောက်ကတော့ဂက်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 ထုံရအောင်အော်အာဒီတိုင်းနဲ့ အလှူတဲ့သူတိုင်းပေါ့အခုတို့တာကြီးကိုလေငလင်ပေးကျွဲဆိုပြီးတော့ဂျပန်နေပြီးတော့128တိဟိုအမေရိကမမတီယာဒရိုင်ယာဆိုရင်212တိအဲ့လိုလှူပေးကြရယ်အဲအဲ့လိုအဲ့ငလင်ပေးတွေလည်းတာကြီးသွားလှူရရယ်ပြီးလို့ရှိရင်ရန်ကုန်ရောက်မှာတော့အာဒီနေရာလေးဆိုအဲ့ငလင်ပေးသွားလို့ဒီမှာဒီရလှူရတတိလို့နဲ့တယ် ဆိုတော့အဲ့တော့ဒီနေရာလေးတွေလည်းထူပေးကြဒီနေ့အတွက်ဘိုးဘွေကြီးတို့အဲ့တော့အင်ဂျင်မာတို့အဲ့လိုမျိုးထူပေးတဲ့မမသားတို့ကအားဖြည့်ပြီးတော့အခုလိုရေခဲချောင်းလေးဖွဲ့ဖွဲ့ရရပေါ့တမီးရဲ့ခမင်းစားပြီးဆက်နေတဲ့အချိန်မှာအချိုးလေးလူခွေးရအောင်ပါဝင်ပြီးလူပေးတဲ့သားတို့ကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးအားလုံးအလူရှင်အပေါင်းလေးတက်ရှိကြပါစေချမ်းသာပါစေတဘာဝဘေးရဲ့နေရီကြီးပါစေကတိသုံးမှာကြုံနေနိုင်ပါစေအလူကံပုံကိုယ်ဒီအကုန်လုံးရမပြီးပြီးပြီး သားအားလုံးရောကဘာသူကဘာသားအားလုံးရောရရှိကြမှာစိတ်ချမ်းသာပါစေကဘာဝဘေးအန္တရာယ်ကိုရှင်းပြကြပါစေတက်ကြီးတို့မှာကြော်နေနိုင်ကြပါလို့ရှင်